တည်ခြင်းတရားဆိုတာလူသားတိုင်းမဖြစ်မနေကြုံတွေ့ရမယ့်အရာတစ်ခုပါပဲတည်ခြင်းတရားကိုကြောက်ရွံ့ကြပြီးဝမ်းနည်းကြရမျိုးတွေအများပြားရှိပါတယ်ဒါပေမဲ့လူရင်ကျေးမှုအရာတည်ခြင်းတရားကိုပုံစံမျိုးစုံနဲ့လည်းလက်ခံကြရပါတယ်ဒါကြောင့်တည်ဆုံးတဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ပဲဖြစ်ဖြစ်လွမ်းဆွတ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်အခမ်းအနားတွေပြုလုပ်ကြပြီးတော့ဝန်းနေမှုတွေကိုလည်းဖော်ပြလေးရှိကြပါတယ် ဒါပေမဲ့ကဘာတဝမ်းမှာတော့နိုင်ငံတချို့ရဲ့ယဉ်ကျေးမှုတချို့မှာတော့တစုံတယောက်သေဆုံးတာနဲ့ပျော်ပွဲရှင်ပွဲကြီးပကြရမျိုးကြီးလည်းရှိကြပါတယ်။ဒီနေ့မှာတော့ဒီလိုမျိုးဘာကြောင့်သေဆုံးခြင်းကိုပျော်ရွှင်စွာကြီးပကြလဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်နိုင်ငံတွေကသေခြင်းတရားကိုပျော်ရွှင်စွာကြီးပကြလဲဆိုတာရဲ့ ဘာအကြောင်းတွေကြောင့်ဒီနိုင်ငံတွေကဒီလိုပျော်ပွဲရှင်ပွဲဖြစ်နေကျင်းပကြလဲဆိုတာရဲ့ကိုပြောပြပေးသားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးနဲ့ထိကြည့်လိုက်ရအောင်နော်မြမရင်ကျေးမှုမှာတော့တေဆုံးခြင်းဆိုတာကဝမ်းနည်းစရာ ဖြစ်ပြီးတော့အတုပအခမ်းအနားတွေကျင်းပကြပြီးစူတောင်းမြစ်တာတွေပို့တာကြပေမဲ့မက္ကဆီကိုဂါနာနဲ့ဗောလီးဗီးယားလိုနိုင်ငံတွေမှာတော့တေချင်းတရားကိုပွဲတော်တွေနဲ့ပျော်ရွှင်စွာကျင်းပကြတာကိုတွေ့ရပါတယ်။ ဘာကြောင့်ဒီနိုင်ငံတွေကအခုလိုတည်ခြင်းတရားကိုပျော်ရွှင်စွာကျင်းပကြတာလဲအဖြေကတော့တချို့နိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေမှာတည်ခြင်းတရားကဘဝရဲ့အဆုံးသတ်မဟုတ်ပဲနောက်တစ်ခါပြန်လဲမွေးဖွားလာမယ့်အစလို့ယူဆကြလို့ပဲဖြစ်ပါတယ်မက္ကဆီကိုနိုင်ငံမှာဆိုရင်တော့ Day of Death ဆိုတဲ့ပွဲတော်ကြီးကိုကျင်းပကြပြီးတော့တည်ဆုံးသူတွေရဲ့အသက်ကိုဝမ်းနည်းခြင်းမဟုတ်ပဲအမှတ်တရပွဲတော်အဖြစ်နဲ့ကျင်းပကြဖြစ်ပါတယ် မိသားစုတွေကတေဆုံးသူရဲ့အကြိုက်ဆုံးအစားအစာတွေပန်းတွေနဲ့ပုဂံတွေကိုတင်ပြီးတော့တေဆုံးသူတွေကိုဖိတ်ကြားကမိသားစုဝင်တွေစုပေါင်းပြီးတခြင်းဆိုကြပျော်ပါကြတဲ့ပွဲတွေပြုလုပ်ကြရပဲဖြစ်ပါတယ်။ဒီပွဲတွေကတော့တေဆုံးခြင်းကိုဝမ်းနည်းခြင်းအစားပျော်ရွှင်ခြင်းအတွက်ပြုလုပ်ကြရပဲဖြစ်ပါတယ်။ ဂါနာနိုင်ငံမှာတော့တေဆုံးသူကိုရည်ရွယ်ပြီးတော့ပုံမှုပျော်ရွှင်စေဖို့အတွက်ဖျော်ဖြေတဲ့အတုပပွဲတွေကျင်းပကြပါတယ်ဒီပွဲတွေမှာဆိုရင်တချင်းတွေဆိုကြပြီးအပြုံးတွေနဲ့ပြည့်နှက်နေတဲ့အတုပအဖြစ်နဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုပိုကောင်းစေပြီးတော့ဝမ်းနည်းမှုကိုပြေပြောက်စေတဲ့အတွက်လုံးကြတယ်လို့သိရပါဗျ။ ဗော်လီဗီးယားနိုင်ငံမှာတော့ Deos ကားလို့ခေါ်တဲ့ဥကောင်းပုံစံပကြီးပြပွဲနဲ့အတူတေဆုံးသူကိုဂုဏ်ပြုကြပါဗါသူတို့အတွက်တေဆုံးခြင်းဟာအသက်တာရဲ့နောက်တစ်ခန်းဖြစ်ပြီးတော့ဆက်လက်နေစေ အသက်တာဖြစ်တယ်လို့ယုံကြည်မှုရှိကြပါတယ်။ ဒီလိုမျိုးအတုပတွေကိုပျော်ပျော်ရွှင်ရွှင်ကျင်းပခြင်းရဲ့ရည်ရွယ်ချက်ကတော့ပထမတစ်ချက်အနေနဲ့တစုံတယောက်တည်ဆုံးခြင်းကြောင့်ဝမ်းနည်းနေတဲ့သူတွေရဲ့စိတ်ဒဏ်ရာကိုလျှော့ချပေးပြီးစိတ်တသက်သာရစေရလို့ဆိုပါတယ်။ဒုတိယတစ်ချက်ကတော့မိသားစုတငယ်ချင်းတွေကြားချစ်ခြင်းမေတ္တာကိုပို့မှုခိုင်မာစေလို့ကျင်းပကြရလို့ပြောပါတယ်။ တတိယတစ်ချက်ကတော့တေဆုံးသူရဲ့ကောင်းမှုတွေကိုမှတ်တမ်းတင်ပြီးဂုဏ်ပြုတဲ့အနေနဲ့မှတ်ယူကြရပဲဖြစ်ပါတယ်။ဒီအကျိုးကျေးဇူးတွေကတော့တေဆုံးသူတွေရဲ့နောက်ဆုံးအသက်မဟုတ်ဘဲအသစ်စတင်မဲ့ခရီးစဉ်အဖြစ်နဲ့ယူဆကြတဲ့သဘောပဲဖြစ်ပါတယ်။ဒီလိုမျိုးတေဆုံးခြင်းတရားကိုဘလို့ခံစားလဲဆိုတာကတော့ဘာသာတရားနဲ့စိတ်ခံစားချက်ပေါ်လိုက်ပြီးတော့တယောက်နဲ့တယောက်ကွာခြားနိုင်ပါတယ်။ ကဲအခုလိုမျိုးကဘာတလွှားဘူးသူသားရစရာအကြောင်းအရာလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe တွေလုပ်ထားဖို့လည်းမမေ့နဲ့နော်